ဟာရသမီးတို့ရေမင်္ဂလာပါဒီချိန်ကတော့ဒီနေ့ဟာရသမီးတို့ကိုတတရတန်းမှာသင်္ချာပတ်ရက်ကိုသင်ကြားပေးမယ်ဒီချိန်ပြုံးဖြစ်ပါတယ်မိဒီနေ့ဒီချိန်ကသားတို့သမီးတို့ကိုအခန်းလေးအပိုင်းကိန်းသင်္ကန်းစာတစ်ကနေပြီးတော့တဝဲရအောင်ဖြတ်ကြမယ်ဆိုတဲ့သင်္ကန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်

ကျဲတို့တစ်ခုနဲ့တစ်ခုတဝက်တိတိဖြစ်တယ်ဆိုတာကိုတကျဲတို့လက်ခံလို့ရပြီဟုတ်ပြီအဲ့ဒါဆိုလို့ချင်းတကျဲတို့ဘလို့ပုံလေးတို့တကျဲတို့ကဲခောက်ကြည့်ကြမလဲဆိုတော့ဒီမှာပုံမှာပြထားတဲ့အတိုင်းစတူယန်ပုံလေးရဲ့တောင်းမန်စတူကန်ပုံလေးရဲ့အဝိုင်းပုံလေးရဲ့အသုံးကိုတကျဲတို့ဒီနေ့ခောက်ကြည့်ကြမယ်နော်ကဲတမအောင်ဆုံးတစ်ချက် ဒီစတူယန်ပုံလေးကိုဒီချဲနဲ့တူတူလိုက်ခေါင်ကြည့်လို့ရတယ်เนาะဟုတ်ပြီကဲဒီမှာစတူယန်ပုံလေးပါဟုတ်ပြီအဲ့ဒါလေးကိုဒီချဲကဒီမှာပုံမှာပြထားတဲ့အတိုင်းတဝက်တိတိဒီလိုလေးချိုးလိုက်မယ်เนาะကဲဒါတဝက်တိတိချေချိုးလိုက်တာရသွားပြီ။ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတဝက်ကလေးကိုဒီချေကကြီးလေးနဲ့ညှက်ကြည့်လိုက်မယ်နော်။ ဟုတ်ပြီအဲ့တော့ညှက်လိုက်တဲ့အခါမှာတချဲဒီလိုမျိုးအပိုင်းနှစ်ပိုင်းရရှိသွားပြီအဲ့ဒီနှစ်ပိုင်းကိုတချဲကပြန်ပြီးတော့ထပ်ကြည့်မယ်ဟုတ်ပြီထပ်ကြည့်တဲ့အခါမှာဒီအပိုင်းနှစ်ပိုင်းဟာတတ်တတ်သေးကြတယ်ဒါဆိုလို့ရှိရင်ဒီအပိုင်းနှစ်ပိုင်းဟာထက်ဝက်ပိုင်းဖြတ်ထားတာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခါဒီချဲကဒီစတူရန်လေးကိုပဲဒီလိုအခုလိုအရှိန်လိုက်မခောက်ဘဲနဲ့ဒီချဲဒီလိုကန့်လန့်ပုံလေးတစ်ခါခောက်မယ်နော် ဒီမှာဆံရွက်ကလေးအဲ့တော့ခြေတို့ကမနော်ဆံရွက်ကလေးဒီလိုလေးအဲ့ဒါလေးခြေကဒီလိုလေးခောက်မယ်အောက်ကနေအပေါ်ကိုပြန်ခောက်မယ်ခုနကတော့ဒီလိုလေးတစ်ချက်ခောက်တယ်เนาะအခုဒီလိုလေးခောက်တယ်ဟုတ်ပြီအဲ့ဒါလည်းဒီလိုပဲဒီခောက်ထားတဲ့အရာလေးကိုရှယ်လို့ကကြီးနဲ့ညှပ်ကြည့်ကြမယ်เนาะ ကြရင်ညှက်လိုက်တဲ့အခါမှာခုနကဒီလိုမျိုးပုံလေးရနေပြီးအခုဒီလိုနှစ်ခုဖြစ်သွားပြီเนาะဒီလိုနှစ်ခုဖြစ်သွားပြီအဲ့တော့ဒီလိုနှစ်ခုဆိုတော့ဒီနှစ်ခုကိုလည်းဒီလိုပဲတချေတို့ဒီလိုထပ်ကြည့်လိုက်မယ်မှမှာပုံလေးမှလည်းပြထားတယ်เนาะညှက်ထားပြီးသားလေးကိုအဲ့တော့ဒီမှာဒီပုံလေးနှစ်ခုကဲတစ်ခုနဲ့တစ်ခုဒီမှာတစ်ထပ်သေးကြနေတယ်ဒါဆိုလို့ရှိရင်ဒီပုံနှစ်ခုကလည်းထက်ဝက်စီပိုင်းဖြတ်ထားတာဖြစ်တယ် ကဲနောက်တစ်ခါဒီစတူရန်လေးကိုကျွန်တော်ဒီချေကဘယ်လိုခောက်မလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးခောက်မယ်ဒီလိုပုံမျိုးလေးခောက်နိုင်မယ်နော်ဟုတ်ပြီကဲအဲ့တော့ဒီပုံလေးကိုဒီလိုမျိုးလေးပေါ့နော်ဒီလိုလေးခောက်လိုက်တာကိုလည်းဒီလိုပဲခုအလဲကောင်ကဒီမှာအရာလေးရှိတယ်အဲ့ဒီအရာလေးတိုင်းကိုဒီချေလို့ကကြည့်နေညှက်ကြည့်လိုက်မယ်နော် ြေအခုကကြီးနဲ့ညှန်းလိုက်တဲ့အခါမှာဒီလိုမျိုးလေးနှစ်ပိုင်းရသွားပြီเนาะအဲ့ဒီနှစ်ပိုင်းကိုလည်းဒီစရာဒီလိုလေးပဲပြန်ပြီးတော့ထပ်ကြည့်လိုက်မယ်ဟုတ်ပြီအဲ့လိုထပ်ကြည့်လိုက်တဲ့အခါမှာเนาะဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲဒီလိုပုံမျိုးလေးရမယ်เนาะအပြီဒါဆိုလို့ရှိရင်ဒီနှစ်ပိုင်းကလည်းတစ်ပိုင်းနဲ့တစ်ပိုင်းထပ်တူကြတဲ့အတွက်ဒါတဝက်စီဖြစ်တယ် ဲအခုတခါ channel တူတူဒီတောင်းမန်စုကန်လေးကိုခောက်ကြည့်ကြမယ်နော်ဟုတ်ပြီဒီတောင်းမန်စုကန်လေးကိုကြာတော့ဘယ်လိုခောက်မလဲဆိုရင်တချေတို့ကဒီဘက်ကိုခောက်မယ်ဒီလိုလေးခောက်မယ်နော်ပုံမှန်လေးကြည့်လိုက်ပါဒီလိုပုံမျိုးလေးပဲဟုတ်ပြီနော်ဒီလိုလေးခောက်လိုက်မယ်ခောက်လိုက်ပြီးွားရင်ဒီလိုပဲဒီအရာလေးကိုပဲတချေတို့ကကြည့်လေးနဲ့ညှက်ကြည့်မယ်နော် ဟုတ်ပြီမညှက်လိုက်ပြီကျဲဒီမှာခုနကပုံလေးကိုညှက်လိုက်တော့ဒီမှာနှစ်ပိုင်းဖြစ်သွားပြီအဲ့နှစ်ပိုင်းကိုဒီကျဲတစ်ထပ်တည်းကြမကြဒီလိုလေးပြန်ထပ်ကြည့်မယ်ထပ်ကြည့်တဲ့အခါမှာဒီနှစ်ခုကနော်တစ်ထပ်တည်းကြတဲ့အတွက်ဒီကျဲတို့ကလည်းဒီနှစ်ပိုင်းကလည်းတဝက်စီပိုင်ဖြတ်ထားတယ်ကျဲနောက်တစ်ခါ ဒီတော့မှစုကန်လေးကိုပဲဒီချက်ကဘယ်လိုခောက်မလဲဆိုရင်အပေါ်ကိုတစ်ခါဒီလိုခောက်မယ်ဟုတ်ပြီအဲ့လိုခောက်ထားတဲ့အရာလေးအတိုင်းပဲဒီချက်ကဒါကိုကကြီးနဲ့ညှက်ကြည့်မယ်နော် ယ်ဟုတ်ပြီရညှက်လိုက်တော့ဒီလိုမျိုးလေးနှစ်ပိုင်းရသွားပြီဟုတ်ပြီเนาะအဲ့နှစ်ပိုင်းကိုလည်းတစ်ချက်ဒီလိုပဲတစ်ထပ်သေးကြမကြပြန်ထပ်ကြည့်လိုက်မြင်ထပ်ကြည့်လိုက်တဲ့ခါမှာဒီနှစ်ခုဟာတစ်ထပ်သေးကြသွားပြီကဲဟုတ်ပြီအဲ့လိုတစ်ထပ်သေးကြသွားတဲ့အတွေ့ဒီနှစ်ပိုင်းကလည်းတဝက်စီပိုင်းဖြတ်ထားတယ်တဝက်စီဖြစ်တယ်ပြီးကဲဒါရသမီးတို့နောက်ထပ်ဓမ္မစုံတစ်ခုလေးတစ်ခုကိုတစ်ချက်တို့ထပ်ပြီးတော့ခေါင်းကြည့်ကြမယ် နောက်ပြီးဒီမှာဒေါင်းမတ်စလူကန်လေးအဲလိုတစ်ချက်ဘယ်လိုခောက်မလဲဆိုရင်ဒီဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့ကိုဘယ်လိုလေးခောက်ပါမင်းဒီလိုပုံလေးခောက်မယ်နော်ဒီလိုပုံလေးဟုတ်ပြီကဲအဲ့ဒါလေးကိုမှတစ်ချက်ကဒီခောက်ထားတဲ့အရာလေးအတိုင်းကကြည့်လေးနဲ့ညှက်ကြည့်မယ်နော်ကဲဒီဒီပုံလေးရကြတော့သူက တစ်ချက်တည်းမကြအောင်เนาะတောက်မဲ့စုကံပုံဆိုတော့ညညှက်လိုက်ပြီညှက်လိုက်တော့ဒီမှာဒီလိုနှစ်ခုရပြီเนาะခုနကတော့ကဒီလိုပုံပေါ့เนาะ ခုဒီချိန်ညှက်လိုက်ပြီးအဲ့လိုဒီချိန်ကမှထပ်ကြည့်မယ်ဆိုဒီလိုထပ်မှရမယ်နော်ဟုတ်ပြီဒီလိုလေးထပ်လိုက်ဒီလိုလေးထပ်လိုက်တဲ့အခါကျရင်ဒီမှာသူကဟိုဘက်နဲ့ဒီဘက်နဲ့နှချမ်းကညီသွားပြီနော်ဒါဆိုရင်ဒီပုံလေးဒီလေနော်တဝက်စီဒီခေါက်ခေါက်ရလေးကနေပဲညှက်လိုက်မယ်ဆိုရင်တဝက်စီဖြစ်တဲ့အတွက်ဒါလည်းသူကထဝက်ပိုင်းဖြတ်ထားတာဖြစ်တယ်။ကြည့်အခုတခါတစ်ချေတော့ဒီဆက်ဝိုင်းလေးကိုအဝိုင်းပုံဒီဆက်ဝိုင်းလေးကိုတစ်ချေတော့ခေါက်ကြည့်ကြမယ်။ မကြတော့ပုံမှန်ပြထားတဲ့အတိုင်းပဲကျေတော့အပေါ်ကိုခောက်မယ်နော်အောက်ကနေပြီးတော့ဒါလေးကိုဒီလိုလေးရနေပြီးဒီလိုလေးအပေါ်ကိုခောက်မယ်ဒီလိုပုံလေးပေါ့ဒီပုံလေးဟုတ်ပြီနော်အဲ့ဒီပုံလေးကိုမှတစ်ချက်ဒီမှာရဒီမှာချိုးထားတဲ့အတိုင်းလေးကိုတစ်ချက်ညှက်လိုက်မယ်နော် ဟုတ်ပြီညက်ပြီးသွားပြီအဲ့တော့ဒီနှစ် ခုကိုဒီချက်မနှစ်ခုရပြီเนาะနှစ်ပိုင်းအားလေးကိုဒီလိုလေးပြန်ထပ်ကြည့်မယ်ထပ်ကြည့်ရဲ့အခါမှာလည်းဒီလိုပဲဒီနှချမ်းကတထက်ထဲကြာတယ်ရမလို့ဒီနှစ်ခုကလည်းတဝက်စီထဝက်စီဖြစ်တယ်เนาะနောက်တစ်ခါကြာတော့ဒီဆက်ဝိုင်းလေးကိုပဲဒီချက်ကဘယ်လိုခောက်မလဲဆိုရင်ခုကဒီလိုမျိုးအတဲ့မခောက်တော့ဘဲဒီချက်ဒီလိုလေးစောင်းပြီးခောက်မယ်ဒီလိုလေးစောင်းပြီးခောက်မယ် ပြီနော်ဒီလိုလေးစောင်းခေါက်မယ်ပြီးအဲ့တော့စောင်းခေါက်ထားတဲ့နေရာနေပြီးတော့ဒီနေရာဒီအတိုင်းပဲညှက်လိုက်မယ်နော်ဟုတ်ပြီအဲ့တော့ဒီစင်ညက်လိုက်တာဒီဆက်ဝိုင်းလေးကဒီမှာနှစ်ခုဖြစ်သွားပြီ။ ော်အဲ့တော့ဒီဆက်ဝိုင်းလေးကနေပြီးတော့အချမ်းလေးနှစ်ချမ်းဖြစ်သွားပြီအဲ့ဒါလေးကိုဒီချိန်ကပြန်ပြီးတော့ဒီလိုလေးထပ်ကြည့်မယ်ထပ်ကြည့်လိုက်မယ်ဆိုရင်ဒီနှစ်ချမ်းကလည်းတစ်ထပ်ထဲကျတယ်နော်အဲ့ဆိုလို့ရှိရင်သူကတစ်ခုနဲ့တစ်ခုတဝက်စီပိုင်းဖြတ်ထားတာဖြစ်တယ်နော်နှစ်ခုကဒါဒီဘက်တစ်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ဟာတစ်ချမ်းစီဖြစ်တယ်နော်ဒီနှစ်ခုကိုဒီလိုပြန်ဆက်လိုက်တဲ့ချိန်လို့တစ်ခုပြန်ရမှာပေါ့နော်အခုတခါကျတော့နံပါတ်2ဒေါမတ်စုကံပုံအရှိပုံဆက်ကူတွေကိုတဝက်ရအောင် ဒီမှာ ပြထားတဲ့အတန်းချေကိုခောက်ကြမယ်เนาะကဲဟုတ်ပြီဒီမှာဒါဒေါမန်စတုကန်အရှိပုံလေးပေါ့เนาะဟုတ်ပြီအဲ့ဒါလေးကိုရေကဘယ်လိုခောက်မလဲဆိုရင်သူ့ပုံမှာဒီမှာ ပြထားတဲ့အတိုင်းလေးပဲရေကဒီလိုလေးခောက်လိုက်မယ်

ဟုတ်ပြီနော်အဲ့နှစ်ပိုင်းကိုရေဒီလိုလေးပြန်ထက်ကြည့်လိုက်မယ်ပြန်ထက်ကြည့်လိုက်ရင်ဒီမှာတစ်ထပ်သေးကြာတယ်နော်ဟိုဘက်ဒီဘက်အကုန်ညီတယ်နော်ဒါဆိုလို့ရှိရင်ဒီပုံလေးရလဲဒါလေးတစ်ပိုင်းရလဲဒီတစ်ခုလုံးရတဝက်ဖြစ်တယ်ဒီတစ်ပိုင်းရလဲဒီတစ်ခုလုံးရတဝက်ဖြစ်တယ်အဲ့တော့တစ်ခုကိုတစ်ချေတော့ညီများပဲနှစ်ပိုင်းရနော်ဒါလေးရဟိုကတစ်ခုနော်ဒါမျိုးတစ်ခုဒါမျိုးတစ်ခုတစ်ခုတစ်ချေပိုင်းလိုက်တာဒီနှစ်ခုကအညီအမျှနှစ်ခုဖြစ်သွားတယ် အကြမ်းမလို့သူ့ကိုဒါညီမြပိုင်းနှစ်ပိုင်းလို့ခေါ်တယ်ဟုတ်ပြီနော်သူ့ကိုညီမြပိုင်းနှစ်ပိုင်းလို့ခေါ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒါအပိုင်းတစ်ပိုင်းကိုတစ်ခုလုံးရဲ့အခုကဲဒီမှာဒါနှစ်ခုရှိပြီအဲ့ဒီနှစ်ခုကိုဒီကဲဒီမှာဒီလိုပြန်ဆက်လိုက်မယ်ဆိုရင်ဒါတစ်ခုလုံးဖြစ်ပါမယ်နော်ဒါလေးကိုဒီလိုပြန်ဆက်လိုက်မယ်ဆိုရင်တစ်ခုလုံးဖြစ်ပါမယ်တစ်ခုလုံးဖြစ်ပါမယ်ဟုတ်ပြီနော်အဲ့ဒါဒီကဲတစ်ခုယူလိုက်မယ်ဆိုရင်ဒါ ။ဟိုကညီမပိုင်းတာနှစ်ပိုင်းရှိနေတာ။နှစ်ပိုင်းရနေပြီးတော့ဒီပိုင်းကိုဒီလိုဖယ်လိုက်တဲ့အတွက်ဒီပိုင်းမဲကျန်တော့မယ်။နော်အဲ့ဒါကိုနှစ်ပိုင်းဒီပိုင်းလို့လည်းခေါ်တယ်။ကိန်းနဲ့ရေးမယ်ဆိုရင်နော်ပထမဆုံးဘာရေးမလဲဆိုရင်ကိန်းမြင့်လေးကိုဆွဲလိုက်မယ်။ကိန်းမြင့်လေးဆွဲပြီးရင်အောက်ကပိုင်းချေကိုနှစ်ရေးမယ်အပေါ်မှာတစ်ရေးမယ်။အဲ့ဒါကိုဖတ်လို့ရှိရင်ဘယ်လိုဖတ်မလဲဆိုရင်နှစ်ပိုင်းဒီပိုင်းလို့ဖတ်မယ်။နော်အဲ့တော့နှစ်ပိုင်းတစ်ပိုင်းကိုစာနယ်လဲရေးလို့ရတယ်ကိန်းနဲ့ကြတော့ကိန်းမြင့်ဆွဲမယ်အောက်က ပိုင်းခြေကိုကိမ်းမြည့်ရဲ့အောက်မှာနှစ်ကိုရေးမယ်အပေါ်မှာတစ်ကိုရေးမယ်ဒီချက်တော့ဘာဖြစ်လို့အောက်ကိုနှစ်ကိုရေးပြီးတော့အပေါ်ကိုတစ်ရေးတာလဲဆိုတော့ဒီချက်ကခုနကဒီစာရွက်ကိုနှစ်ပိုင်းပိုင်းလိုက်လို့နှစ်လို့ရေးတာဟုတ်ပြီနော်အဲ့ဒီနှစ်ပိုင်းမှာဒီချက်ကဒီတစ်ပိုင်းကိုဖယ်လိုက်တဲ့အတွက်တစ်ပိုင်းမဲ့ရှိတော့လို့တစ်ရေးတာနှစ်ပိုင်းမှာတစ်ပိုင်းမဲ့ရှိတဲ့အတွက်နှစ်ပိုင်းတစ်ပိုင်းလို့ခေါ်တယ်ကဲဒီကဒီချက်တို့ဆက်ကြည့်ကြမယ်ဟုတ်ပြီကဲခုနကဒီချက်ကပြောတယ် เนาะအလဲကောင်မမြင်းလေးကိုရကကိမ့်မြင်းလို့ခေါ်တယ်เนาะနှစ်ပိုင်းပိုင်းထားတဲ့အတွဲနှစ်ပိုင်းရှိတဲ့အတွဲတချို့တို့ကကိမ့်မြင်းလေးရအောင်မှာနှစ်လို့ရေးထားတယ်အဲ့ဒီမှာနှစ်ပိုင်းမှာမှာတချို့ကတစ်ပိုင်းမဲ့ရှိတဲ့အတွဲတချို့ကအပေါ်မှာတစ်လို့ရေးထားတယ်အဲ့ဒါကိုတချို့တို့ကဘယ်လိုဖတ်လဲဆိုတော့နှစ်ပိုင်းတစ်ပိုင်းလို့ဖတ်ခဲ့တယ်အဲ့တော့နှစ်ပိုင်းတစ်ပိုင်းလို့ဖတ်ထားတဲ့ကိမ့်မှာအဲ့ဒီနှစ်တီကိမ့်မြင်းရအောင်မှာရှိတဲ့အတွဲတချို့တို့ကအဲ့ဒါကိုပိုင်းချီလို့ခေါ်တယ် ော်အဲ့တော့ကိမ့်မြင့်အပေါ်မှာရှိတဲ့တစ်ကလေးကိုကျွန်တော်တကယ်လို့ကပိုင်းဝေလို့ခေါ်တယ်။အဲ့ဒါအတိတ်ပဲကဘာလဲဆိုရင်ကိမ့်မြင့်အောက်ကနှစ်ကညီမြပိုင်းအလုံးနှစ်ပိုင်းရှိတယ်လို့ပြောတာ။အပေါ်ကတစ်ကကျတော့ညီမြပိုင်းများနဲ့မှရှိသမျှညီမြပိုင်းအလုံးမှာမှတစ်ပိုင်းပဲရှိတဲ့အတွက်တကယ်လို့ကတစ်လို့ရေးတာ။နော်အဲ့ဒါကိုကျွန်တော်ဖတ်မယ်ဆိုလို့ရှိရင်နှစ်ပိုင်းတစ်ပိုင်းလို့ဖတ်တယ်။နှစ်ကိုကျတော့ပိုင်းချီလို့ခေါ်တယ်။တစ်ကိုကျတော့ပိုင်းဝေလို့ခေါ်ပါတယ်။ ဒါတို့သမီးတို့ရေအခုဒီချိန်နဲ့တူတူနံပါတ်3လေးကိုကြည့်ရအောင် စတူယန်ပုံ79ကိုနှစ်ခါခောက်ပြီးညီမြပိုင်း၄ဘိုင်းရအောင်ဤအမျိုးမျိုးနဲ့ခောက်ကြမယ်ခောက်ထားတာကို အပိုင်းတွေဖြစ်အောင်ဖြတ်မယ်အဲ့ဒီနောက်အပိုင်းတွေကို ပြန်ဆက်ပြီးစစ်ဆေးရအောင်ဟုတ်ပြီဒီမှာဒီချက် မစတူရန်ဘုံဆက်ကူလေးကိုတစ်ချက်ပြပါမယ်။အဲစတူရန်ဘုံဆက်ကူလေးကိုတစ်ချက်ဘယ်လိုခောက်မလဲဆိုရင်နောက်တစ်ခုလို့လိုက်ကြည့်မယ်နော်။အမှန်ဆုံးဒီလိုလေးခောက်လိုက်မယ်။ဒီလိုလေးခောက်ပြီးသွားရင်ဒီချက်ကအပေါ်ကိုတစ်ခါဒီလိုလေးပြန်ခောက်မယ်။အပြီးနော်ဒီပြန်ပြောမယ်။ဒီမှာအထမစာရည်လေးရှိမယ်ဒီလိုမျိုးလေး။အဲ့လိုဒီချက်ဒီဘက်ကိုချိုးလိုက်မယ်။အပြီးနော် ချိုးပြီးသွားပြီဆိုရင်ဒါကိုတစ်ခါအပေါ်ကိုတစ်ခါပြန်ချိုးပါမယ်ဒီလိုပုံလေးရမယ်ဟုတ်ပြီနော်အဲ့ဒါလေးကိုဒီချက်ကကြီးလေးနဲ့ညှက်ကြည့်မယ်နော်သားတို့သမီးတို့လည်း line ပြီးတော့ညှက်ကြည့်ကြနော်ဒီကဲသားတို့သမီးတို့ရေဒီချက်ခုနကစူရီယမ်ကိုစက်ကူလေးကိုလေးကောက်ခောက်ပြီးတော့ဒီချက်ကကြီးနဲ့ညှက်လိုက်တာဒီချက်ညှက်လို့ပြီးသွားပါပြီဒီမှာပိုင်းလေးတွေဒီချက်၄ပိုင်းရပါတယ်ဒီမှာပုံမှန်လေးပြထားပါတယ်အဲ့ဒီ၄ပိုင်းဟာဒီချက်ညှက်တဲ့အတိုင်းပါပဲနော် ဟုတ်ပြီကအဲ့၄ဘိုင်းကိုတအားလို့သမီးတို့ကဒီပုံလေးမှာပြရတဲ့အတိုင်းပြန်ဆက်ကြည့်လိုက်ပါပြန်ဆက်ကြည့်လိုက်လို့ရှိရင်ခုနကစတူရန်ပုံတိုင်းလေးပဲပြန်ရတာကိုတွေ့ရပါမယ်အဲ့တော့တအားလို့ဒီညှက်ထားတဲ့အစာလေးတွေကိုဒီပုံလေးမှာပြထားတဲ့အတိုင်းတအားလို့ဆက်ကြည့်လိုက်နော်အဲ့ညီမဘိုင်း၄ဘိုင်းအဲ့တော့ဒီမှာတူနေတာကိုတအားလို့သမီးတို့တွေ့ရပါမယ်နောက်တစ်ခါဒီချဲကဒီစတူရန်ပုံစာပဲလေးကိုပဲတခါနောက်တနည်းနဲ့၄ဘိုင်းရအောင်ခောက် ဟုတ်ပြီနော်အဲ့တော့တခါကျတော့ဘယ်လိုခောက်မလဲဆိုဒီထဲကဒီလိုမျိုးလေးခောက်မယ်ဒီလိုမျိုးလေးခောက်မယ်နော်ဒီလိုမျိုးလေးခောက်မယ်ဒီလိုမျိုးလေးခောက်ပြီးသွားရင်ဒီထဲထပ်ပြီးတော့နောက်တနည်းဒီထဲဒီလိုလေးထပ်ခောက်လိုက်မယ်ဟုတ်ပြီနော်ဒီလိုလေးခောက်လိုက်မယ်ဟုတ်ပြီနော်ဒီပြန်ပြောမယ်နော်နောက်ပထမဒါစာရွက်ကလေးနော်စတူရန်ပုံလေးဒါလေးကိုဒီထဲဒီလိုလေးခောက်လိုက်မယ်တော့ဝက်ခောက်လိုက်ပြီး ။ဟာဒီတဝက်ကိုမှတခါထပ်ပြီးတော့ဒီလိုလေးထက်ခေါက်လိုက်မယ်။ဒါဆိုလို့ရှိရင်ဒါလေးကိုပြန်ပြီးတော့ဖြန့်ကြည့်လိုက်တဲ့အခါမှာဒီမှာ၄ဘိုင်းအညီအမျှတွေ့လိမ့်မယ်။နော်။အဲ့ဒါလေးကိုဒါတို့သမီးတို့ကညက်ကြည့်ပြီးတော့အဲ့ဒီ၄ခုကိုပြန်ဆက်လိုက်ရင်ငကိုမူလားပုံရမရဘူး။သားတို့ကကြီးနဲ့ညှက်ပြီးတော့သားတို့သမီးတို့ကကြီးနဲ့ညှက်လိုက်ပြီးတော့ဆက်ကြည့်ပါဒီချက်လဲအခုညှက်လိုက်မယ်နော်ဒီချက်ကုန်းကစာရွက်ကလေးကိုညှက်လိုက်တာညှက်လို့ပြီးသွားပါပြီဒီမှာတစ်ခု နှစ်ခုမှာသုံးခုလေးခုရပါတယ်เนาะအဲ့ဒီလေးခုကိုတစ်ချက်ဒီလိုမျိုးလေးတွေပြန်ထပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကတထက်ထဲဒီလိုမျိုးလေးညီညီညာညာလေးရပါမယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့သားတို့သမီးတို့ကဒီပုံမှာပြထားတဲ့အတိုင်းเนาะခောက်ပြီးတော့ညှက်ပြီးတော့ဒီညှက်ထားလို့ရတဲ့အပိုင်းလေးတွေကိုပြန်ဆက်ကြည့်လိုက်လို့ရှိရင်ငကိုမူလအတိုင်း စရိယန်းပုံလေးပြန်ရတာကိုသားတို့တွေ့ရပါမယ်အဲ့ဒါကြောင့်မလို့ဒီအပိုင်းလေးတွေအားလုံးကိုတချေတို့ကညီမြပိုင်း၄ပိုင်းလို့ခေါ်ပါတယ်เนาะဒါလေးတွေကအညီအမျှပိုင်းထားတာဖြစ်တဲ့အတွေ့ဒါညီမြပိုင်း၄ပိုင်းပါเนาะကဲတစ်ခုလုံးရဲ့ညီမြပိုင်း၄ပိုင်းရအောင်ပိုင်းလိုက်တဲ့အခါမှာเนาะအပိုင်းတစ်ပိုင်းကိုတချေတို့ကတစ်ခုလုံးရဲ့၄ပိုင်းတစ်ပိုင်းလို့ခေါ်တယ်เนาะအဲ့ဒါကိုဘယ်လိုရေးမလဲဆိုရင်ပထမဦးဆုံးကိန်းမင်းလေးကိုရေးမယ်ပြီးရင်ပိုင်းချင်မှာ၄ကိုရေးမယ်ပိုင်းဝင်နေရာမှာ၁ကိုရေးမယ် ဲ့တော့နှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းတစ်ပိုင်းဒီအပိုင်းဂိမ်းကြီးဖြစ်တယ်နေ့ကဒီချက်ဒီမှာပိုင်းထားတယ်ဒီမှာလေးပိုင်းเนาะဒီမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းဒါလေးနဲ့ဆိုလေးပိုင်းအဲ့ဒီလေးပိုင်းကိုဒီချက်ကညီမြပိုင်းလေးပိုင်းလို့ပြောတယ်ဟုတ်ပြီเนาะညီမြပြားညီမြပိုင်းလေးပိုင်းမှာဒါလေးကိုကြတော့ ညီမြပိုင်းတပိုင်းလို့ခေါ်မယ်အဲ့ဒါလေးကိုဒီထဲက၄ပိုင်းတပိုင်းလို့ခေါ်တယ်နော်အဲစာနဲ့၄ပိုင်းတပိုင်းရေးတယ်ကိန်းနဲ့ကြတော့ကိန်းမြင်းဆွဲမယ်ဆွဲပြီးတော့မှပိုင်းချင်မှလေးရေးပြီးတော့ပိုင်းဝင်နေရာမှာတစ်ကိုရေးပါမယ်ခုနကတော့ဒီထဲနှစ်ပိုင်းညီမြပိုင်းထားတော့ကဒီထဲတပိုင်းကိုကြတော့နှစ်ပိုင်းတပိုင်းလို့ရေးတယ်အခုဒီမှာကြတော့ဒီထဲက၄ပိုင်းအညီမြပိုင်းထားတာဖြစ်တဲ့အတွက်တပိုင်းကိုကြတော့ဒီထဲက၄ပိုင်းတပိုင်းလို့ရေးမယ်အဲ့ဒီနှစ်ပိုင်းတပိုင်းနဲ့၄ပိုင်းတပိုင်းမျိုးဒီထဲတို့အားလုံးအဲ့ဒါတွေက တိမပြည့်တဲ့အတွဲအဲ့ဒါလေးဂိမ်းလေးအလုံးကိုဒီချေတို့ဟာအပိုင်းဂိမ်းလို့ခေါ်ပါတယ်အဲ့နှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းတစ်ပိုင်းဟာအပိုင်းဂိမ်းများဖြစ်ကြပါတယ်နံပါတ်လေးလေးကိုလိုက်ကြည့်ရအောင်ဘီကဲအခုနံပါတ်လေးဟာပေးထားတဲ့အပိုင်းဂိမ်းအတွဲပုံလေးကိုတဲ့အယောင်ချေရကဲဟုတ်ပြီအဲ့တော့ဒါတို့မိတို့က အဲ့ဒီပုံလေးတွေမှာဒီမှာပြထားတဲ့ပုံလေးတွေမှာသူအောက်ကပေးထားတဲ့ကိန်းလေးတွေကိုကြည့်ပြီးတော့ချေလို့အယောင်ချေစားမယ်ဟုတ်ပြီအဲ့ပထမဆုံးပုံလေးကိုကြည့်လိုက်ပါပထမဆုံးပုံလေးမှာပုံလေးရဲ့အောက်မှာဗာရေးထားလဲဆိုတော့ဒီမှာနှစ်ပိုင်းတစ်ပိုင်းလို့ရေးထားတယ်အဲ့နှစ်ပိုင်းတစ်ပိုင်းဆိုတာကသူကနှစ်ပိုင်းပိုင်းထားတယ်အပေါ်ကတစ်ကတစ်ပိုင်းပဲရှိတယ်လို့ပြောတယ်တချေလို့ကအဲ့တော့တစ်ပိုင်းကိုပဲချေမယ်ဟုတ်ပြီနော်ဒီလိုမျိုးလေးအဲ့ဒါကိုချေမယ်ဆိုလို့ရှိရင်ဒီချေပြတဲ့အတိုင်းလေးပဲ အားတို့ဒီလီကိုချဲလိုက်မယ်ဒီတစ်ချဲမှာပြထားပါတယ်เนาะအခုနှစ်ပိုင်းရှိတယ်နှစ်ပိုင်းမှာတစ်ချဲကတစ်ပိုင်းပဲချဲထားတဲ့အတွင်းအဲ့ဒါလေးကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်တယ်အဲ့တော့နှစ်ပိုင်းတစ်ပိုင်းပုံလေးကိုချဲမယ်ဆိုရင်ဒီချဲချဲသလိုလေးချဲပါဒီချဲကတော့ဒီမှာเนาะဒီလိုလေးအဆောင်လေးတွေချဲထားတယ်အဆောင်မချဲဘဲနဲ့လည်းတစ်ချဲလို့အားတို့ဒီမီတို့ကဒီချဲချဲသလိုမချဲဘဲနဲ့လည်းကိုယ့်ဘာကိုဒီတိုင်းလေးပဲချဲလဲရတယ်เนาะဒါနှစ်ပိုင်းတစ်ပိုင်းပုံပေါ့ဟုတ်ပြီเนาะကြည့်အခုတစ်ခါ ောက်ပုံလေးကိုကြည့်လိုက်ပါဦးကဲနောက်ပုံလေးမှာသူကဘာရေးထားလဲဆိုတော့နှစ်ပိုင်းနှစ်ပိုင်းတဲ့ကဲနှစ်ပိုင်းနှစ်ပိုင်းဆိုတော့ဒီထဲကဒီမှာနှစ်ပိုင်းမှာသူကနှစ်ပိုင်းစလုံးရှိတယ်တဲ့ဟုတ်ပြီနော်နှစ်ပိုင်းမှာနှစ်ပိုင်းလုံးရှိတယ်ဆိုဒီပုံလေးပေါ့ဒါလေးကနှစ်ပိုင်းပိုင်ထားတယ်ဒါပေမဲ့နှစ်ပိုင်းစလုံးရှိတယ်သူကနော်အတီးနှလုံးကိုဒီထဲတော့ခွဲလိုက်မယ်ခွဲပြီးသွားလို့ရှိရင်အဲ့နှစ်ခုကိုပြန်ဆက်လိုက်မယ်ဆိုရင်ဒါသည်နှစ်ပိုင်းမှာနှစ်ပိုင်းနော်အဲ့တော့ကြာမလို့ဒါသည်နှစ်ပိုင်းနှစ်ပိုင်းပုံလေးပါအဲ့တော့ချိန်မယ်ဆိုရင်ဒီလိုလေးချိန်ရမယ်နော် ဒီကဲနောက်ပုံလေးကိုကြည့်လိုက်ပါဦးနောက်ပုံလေးရကြတော့၄ဘိုင်း၃ဘိုင်းနဲ့ဟုတ်ပြီကဲ၄ဘိုင်း၃ဘိုင်းဆိုတော့သူ့မှာရှိထားတာကညီမြဘိုင်း၄ဘိုင်းပိုင်ထားတယ်အဲ့မှာသားတို့သမီးတို့ကအပေါ်မှာ၃ဘိုင်းမဲ့ချဲရမယ်ဆိုတော့အဲ့တော့၃ဘိုင်းလေးကိုပဲသားတို့သမီးတို့ချဲမယ်ဟုတ်ပြီနော်အဲ့တော့၃ဘိုင်းလေးပဲချဲမယ်ဆိုတဲ့အခါကျတော့ဒီချဲဘလို့ချဲထားလဲဆိုကြည့်လိုက်ပါဒီမှာ၄ဘိုင်းရှိပါတယ်။ညီမြဘိုင်း၃ဘိုင်း၊၂ဘိုင်း၊၃ဘိုင်း၊၄ဘိုင်း လေးပိုင်းမှာတကျတပိုင်းကိုပဲခြေထားပါတယ်နော်ဒီလိုမျိုးလေးခြေလို့လည်းရပါတယ်ဒါလေးပိုင်းတပိုင်းပေါ့နော်ဟုတ်ပြီကဲအဲ့ဆိုလို့ရှိရင်ဒီကျတော့နောက်တစ်ပုံကိုကြည့်လိုက်ပါနောက်တစ်ပုံကကြတော့လေးပိုင်းနှစ်ပိုင်းဟုတ်ပြီကဲလေးပိုင်းနှစ်ပိုင်းဆိုရင်သူကညီမြပိုင်းလေးပိုင်းရှိတယ်လေးပိုင်းမှာနှစ်ပိုင်းကိုခြေမယ်ဟုတ်ပြီနော်နှစ်ပိုင်းကိုခြေမယ်ဆိုလို့ရှိရင်ဒီကျကနှစ်ပိုင်းဆိုတော့သားတို့ဒီမှာလေးပိုင်းမှာနှစ်ပိုင်းကိုရွေးပြီးတော့ခြေလိုက်မယ်နော်ကြိုက်တဲ့နေရာခြေလို့ရပါတယ် ခြေကတော့အဲ့ဒါလေးကိုခြေထားပါတယ်ဒါဒီမှာငါတို့တမီးတို့ခြေကိုရင်ခြေပြနေကြမှာဆိုလို့เนาะဒီမှာခြေအရင်နေအစင်သေးခြေထားတယ်ဟုတ်ပြီကဲဒီမှာကြည့်လိုက်ပါ၄ဘိုင်း၂ဘိုင်းဟုတ်ပြီเนาะ မှာ1 2 3 4လေးဘိုင်းမှာတကယ်နှစ်ဘိုင်းချက်ထားပါတယ်ဒီဘက်မှာမချက်ဘဲနဲ့ဒီဘက်မှာချက်မယ်ဆိုလည်းရတယ်ဒီအပေါ်မှာချက်မယ်ဆိုလည်းရတယ်အောက်မှာချက်မယ်ဆိုလည်းရတယ်ကြိုက်တယ်လို့ချက်လို့ရတယ်လေးဘိုင်းမှာနှစ်ဘိုင်းဖြစ်ရင်ရပါပြီနောက်တစ်ပုံလေးကိုကြည့်လိုက်ပါနောက်တစ်ပုံလေးရကြတော့၄ဘိုင်း၃ဘိုင်းနဲ့အဲ့တော့၄ဘိုင်း၃ဘိုင်းဆိုတော့ဘယ်လိုလဲနော်ရှိလာကသူကပိုင်းထားတာက၄ဘိုင်းအဲ့မှာအပေါ်မှာပိုင်းဝင်မှာ၃ရှိတယ်လို့ချက်တော့၃ဘိုင်းကိုချက်ပါမယ် เนาะဟုတ်ပြီ3ဘိုင်းကိုချိန်မယ်ဆိုတော့ကဲတအားသမီးတို့လည်းစဉ်းစားကြည့်ပါဦးဘယ်နှခုချိန်မလဲလို့ကဲဟုတ်ပြီကဲဒီချိန်ပြီးသားလေးကိုပြလိုက်ပါမယ်เนาะဟုတ်ပြီကဲဒီမှာကြည့်ပါ4ဘိုင်1ဘိုင်2ဘိုင်3ဘိုင်4ဘိုင်မှာတစ်ချိန်က1ဘိုင်2ဘိုင်3ဘိုင်ချိန်ထားတယ်ဒါကို4ဘိုင်3ဘိုင်လို့ခေါ်ပါတယ်ဟုတ်ပြီကဲနောက်ထပ်ပုံလေးတစ်ပုံထပ်ကြည့်လိုက်ပါဒီပုံလေးကတော့4ဘိုင်4ဘိုင် ဟုတ်ပြီသူက၄ဘိုင်းမှာ၄ဘိုင်းနဲ့ဒီခြေကဒီမှာဒီမှာ၄ဘိုင်းရှိတယ်ဟုတ်ပြီနော်၄ဘိုင်းကိုဒီခြေကအပေါ်မှာလည်း၄ဘိုင်းရှိတယ်ဆိုတော့၄ဘိုင်းစလုံးကိုဒီခြေဒီမှာအဝါရောင်လေးတွေနဲ့အပြည့်ချက်ထားတယ်ဒါဒီ၄ဘိုင်း၄ဘိုင်းဟုတ်ပြီကဲအဲ့ဆိုရင်ညီမြပိုင်း၄ဘိုင်းရဲ့နှစ်ပိုင်းကိုကြာတော့ဒီခြေတို့က၄ဘိုင်း၂ဘိုင်းလို့ခေါ်တယ်ဟုတ်ပြီဒီပုံလေးပါနော်တစ်ပိုင်း၂ပိုင်း၃ပိုင်း၄ပိုင်း လေးပိုင်းမှာเนาะနှစ်ပိုင်းချဲထားတဲ့အတွက်ဒါလေးကိုလေးပိုင်းနှစ်ပိုင်းလို့ဖတ်ပါတယ်။ဟုတ်ပြီတော့ချဲတို့ဒီဥစ္စာကိုဒီသင်္ကန်းစာကိုအခုပြောတဲ့နေရာမှာလာနှစ်ပိုင်းပိုင်းထားတယ်တစ်ပိုင်းမရှိရင်နှစ်ပိုင်းတစ်ပိုင်းဟုတ်ပြီเนาะလေးပိုင်းပိုင်းထားတယ်လေးပိုင်းမှာနှစ်ပိုင်းမဆေးချဲထားတယ်ဆိုရင်တချဲတို့ကအဲ့ဒါကိုလေးပိုင်းနှစ်ပိုင်းလို့ခေါ်ပြီးတော့လေးပိုင်းနှစ်ပိုင်းလို့ပဲရေးပါမယ်။ဟုတ်ပြီဒါတို့သမီးတို့ရေတချဲဒီနေ့အခန်းလေးအပိုင်းခင်းသင်္ကန်းစာတစ်ခုသင်ကြားလို့ပြီးဆုံးသွားပါပြီ။ နောက်အပိုင်းတွေကိုတော့သားတို့သမီးတို့နောက်ဗီဒီယိုမှာဆက်ပြီးတော့လေ့လာကြည့်ရှုနိုင်ပါတယ်။